အခန်းကြီးလေးထဲမှာပစ္စည်းမစုံမလင်နဲ့ရှင်ပြန်ရပင်ပဲအရှိတောင်အာရှမှာအစင်လေးရသွားတဲ့ PUBG T GOA eSport မှာအကောင့်လာတဲ့မြန်မာအသင်းကြီးကအရှိတောင်အာရှအစစ်မှာလည်းစုရီရနေပါဗယ်အရှိတောင်အာရှနိုင်ငံတွေစုပေါင်းပြိုင်တဲ့ PUBG ပွဲမှာ GOA အသင်းကအစင်လေးရသွားခဲ့ပါဗယ် eSport ပြိုင်ပွဲဝင်ရင်အကောင်စားကမ်ဘရီ gaming chair တွေနဲ့ရှင်ပြိုင်ကြတယ်လို့ထင်ပေမဲ့ GOA သင်္ကတော့အခန်းချင်းလေးထဲမှာ power bank လေးတွေအသွင်းပိုင်ကလေးတွေနဲ့ခြေတုံးလုံးရှင်ပြိုင်ခဲ့ကြတာပါ အခုနေ့ဘာမှမပါပဲအစွမ်းပြခဲ့ကြတာတော့အရှင်းအောင်အာရှအဆင့်မှာနံပါတ်၄နေရာကိုရခဲ့ပါတယ်။ဒီလိုစူးစမ်းနေခဲ့ရတာကိုအလုံးကအန်တိုနီကြပြီးဘသူရဲ့ထောက်ပံ့မှုမှမပေါဝင်ပဲအွန်မီလာခဲ့ကြတာပါ။မြန်မာလူငယ်တွေဟာဘရုံးကမှမညံ့ခဲ့ကြပဲရှိတဲ့ပစ္စည်းလေးတွေနဲ့အကောင်ဆုံးစူးစမ်းရင်အောင်မြင်နေကြတာပါ။အရှိတငါရှာပပ်ဂျီပလိန်ပွဲမှာမြန်မာနိုင်ငံက BAG ရဲ့တင်းကပထမ WUG ရဲ့တင်းကဒုတိယရထားပြီး GWE တင်းကတော့သလုတ်လအဆင့်ကိုရထားပါဗျ။ e-sport မှာနောက်မကျအောင်ကြိုးစားနေတဲ့ GWE ရဲ့တင်းအတွက်ပံ့ပိုးမှုတွေလည်းလိုအပ်နေပါဗျ။ ်အခန်းကြီးလေးထဲမှာချွေးတလုံးလုံးနဲ့ရှင်ဖန်ပြီးအဆင့်၄ရပ်သွားသေးတဲ့ကြီးဝေးသိန်းတို့အဖေစကားတွေကို comment မှာရေးသားခဲ့ပါအောင်နော်